လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါစီးကိန်းပြိုင်ပွဲတွေထိုင်းနိုင်ငံမှာမကျင်းပခင်ရည်ကြီးရေရှမ်းနာတွေဖြစ်တဲ့အပြင်နိုင်ငံရေးပြိပခတွေနှစ်နိုင်ငံကြားမှာမငြိမ်သက်မှုကြောင့်နှုတ်ထွက်သွားတဲ့နိုင်ငံအသင်းတွေလည်းရှိနေပါတယ်ဒါကတော့ကမ္ဘောဒီးယားမျိုးသား U23 အသင်းနဲ့အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းတွေကစီးကိန်းကနေနှုတ်ထွက်သွားခဲ့တာကြောင့်အုပ်စုကိုပြန်လည်စီစစ်ရတာလေးတွေရှိနေပါတယ်ပြန်လည်ပြင်ဆင်ထားတဲ့အမျိုးသား U23 အသင်းရဲ့အုပ်စုတွေကတော့ အုပ်စု A မှာဆိုရင်ထိုင်းတီမောစင်ကာပူတို့ဖြစ်ပြီးတော့အုပ်စု B မှာတော့မလေးရှား BNN လာအိုတို့ဖြစ်ပါတယ်အုပ်စု C မှာတော့မြန်မာအင်ဒိုနီးရှားဖိလစ်ပိုင်အသင်းတို့ပါယခင်အုပ်စု C မှာပါဝင်တဲ့စင်ကာပူအသင်းကအုပ်စု A ကနေထွက်သွားတဲ့ကမ္ဘောဒီးယားအသင်းရဲ့နေရာကိုအစားထိုးလိုက်ရုံပါပဲကျန်တာတော့ပြောင်းလဲခြင်းမရှိပါဘူးအမျိုးသမီးအသင်းရဲ့ပြန်လည်စီစစ်ထားတဲ့အုပ်စုစရာတွေပေါ်လာခဲ့ရင်လည်းပြန်တင်ပေးပါအောင်မယ်ဗျာ နောက်ထပ်တဲ့ဒင်းကတော့ ISP အသင်းရဲ့နီးပြချုပ်ဖြစ်တဲ့ဒေါ်ဆန်းဆန်းသိန်းကဂျပန်နိုင်ငံရဲ့ Pro License နီးပြဆောင်ဝေးပွဲ Final ကိုအောင်မြင်ခဲ့တယ်လို့ဥစစောကထုတ်ပြန်ထားပါတယ်။ဒီလိုမျိုး Pro License ရတဲ့မြန်မာနိုင်ငံရဲ့ပထမအဦးဆုံးနီးပြဖြစ်လာခဲ့တဲ့အတွက်လည်းဂုံယူဝမ်းမြောက်ကြောင်းပြောခဲ့ပါတယ်။ဒါမဲ့စီကိန်းပွဲစဉ်မှာတော့အမျိုးသမီးလက်ရွေးစင်အသင်းကိုလက်ထောက်နီးပြအနေနဲ့ဒေါ်ဆန်းဆန်းသိန်းကပူးတွဲတာဝန်ယူမှာဖြစ်ပါတယ်။ โอเคပါအခုလို့ update ဖြစ်နေတဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦး။နောက်ဆက်ပြီးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။